ားလုံးပဲမင်္ဂလာပါအာဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ Minkyo Cushion လို့ခေါ်တဲ့ရင်မောင်းလိုက်စင်တက်တန်းသွားနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးသွားချင်ပါတယ်အာဆိုတော့ကျွန်တော်တို့ဒီရင်မောင်းလိုက်စင်တက်တန်းသွားတော့မယ်ဆိုရင်ကိုယ့်ရဲ့အိမ်ကိုဒါမျိုး Hakaki ပေါ့နော်ဒါမျိုးဆာရွက်လေးရောက်လာပါတယ်အဲ့တော့ဒီဆာရွက်မှာကျွန်တော်တို့ဒီကိုဖြည့်လို့ရမယ့်နေရာကိုဖြည့်လို့ရမယ့်ရက်နဲ့ကိုဖြည့်လို့ရမယ့်အချိန်တွေကိုရေးပြထားပါတယ်အဲ့တော့များသောအားဖြင့်တော့ဒီဝန်တင် Minkyo Center လို့ခေါ်တဲ့ဒီ license ရုံးနဲ့ ီဂိုရုတုမင်ကီယိုစင်တာလို့ခေါ်တဲ့နေရာတွေမှာဒီမင်ကီယိုကိုရှင်းလို့ခေါ်တဲ့ license တန်းတိုးတာကလုပ်လို့ရပါတယ်။ Okay အာဆိုတော့ဒီ license တန်းတိုးတာကကျွန်တော်တို့ဘယ်အချိန်ပေါ့နော်ဘယ်အချိန်လောက်မှတန်းတိုးရမှာလဲဆိုတော့ဒီကိုယ့်ရမှာမွေးနေ့မတိုင်ခင်တလအလိုနဲ့မွေးနေ့ပြီးတလနောက်ပိုင်းမှာကျွန်တော်တို့ license တန်းတိုးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီ license ကရဲ့တန်းက ဟိုကိုယ့်ရမမွေလမွေရက်နဲ့တိုက်ပြီးတော့ပြတာပဲဖြစ်ပါတယ်အဲ့တော့မယုံရင်ကိုယ့်ရမဒီ license ကတ်ကိုတစ်ချက်ပြန်ကြည့်ကြည့်ပေါ့နော်ဥပမာကိုယ့်ရမဒီမွေနေ့က9လပိုင်း25ရက်နေ့ဆိုရင်ကျွန်တော်တို့ license ကုန်ဆုံးမဲ့ရက်တန်းက6လပိုင်း25ရက်နေ့ဖြစ်နေပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့ဒါကျွန်တော်မွေနေ့မတိုင်ခင်တလလိုနဲ့ဒါမွေနေ့ပြီးတလနောက်ပိုင်းပေါ့ဗျာအဲ့တော့ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ဟိုဘယ်ချိန်လောက်ကစပြီးတော့ license တန်းတိုးလို့ရလဲဆိုလို့ရှိရင်ဒါ license ကတ်ရည်ဒီတန်းကုံဆုံးမဲ့ရဲ့ရမှာဒီနှစ်လမတိုင်ခင်လောက်ကစပြီးတော့တန်းတိုးလို့ရတယ်လို့ပြောရမှာပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ license တန်းတိုးတဲ့ချိန်မှာဘာပစ္စည်းတွေယူသွားမှာလဲပေါ့နော်အဲ့တော့ဘာပစ္စည်းတွေယူသွားမှာလဲဆိုတော့ဒီပထမဆုံးကျွန်တော်ဒီဒီစာရွက်လေးယူသွားဖို့လိုအပ်တယ်ပေါ့နော်အကယ်၍ကိုကလွန့်ပြင်းမိလိုက်တယ်ဆိုရင်လည်းပဲဒါကိစ္စမရှိပါဘူးယူသွားစရာမလိုအပ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ license ကတ်ယူသွားဖို့လိုအပ်ပါတယ် ပြီးတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာပြောင်းထားတယ်အင်္ဂလိပ်စာပြောင်းထားပြီးတော့ဒီဂျူးရှော့ဟင်ကိုလုံမထားတဲ့လူတွေကဂျူမင်ယောလည်းယူသွားဖို့လိုအပ်ပါတယ်။ကိုကဒီအင်္ဂလိပ်စာပြောင်းထားပြီးတော့ဂျူးရှော့ဟင်ကိုလုံထားတယ်ဆိုရင်တော့ကျွန်တော်ယူသွားစရာမလိုဘူးပေါ့နော်။ Okay အဲ့ဆိုကျွန်တော်ခုကနေစပြီးတော့ဒီမင်ကျော်ခိုးရှင်းကိုခေါ်တဲ့ license တန်းသူရရမှာဒီနာဂါတဲ့ပေါ့နော်။လုံပုံလုံနေဆင်းဆင်းလေးကိုပြပြပြပါမယ်။ဆိုတော့ကျွန်တော်တို့ဒီပထမဆုံးကို မင်ကျော်ကိုရှင်လုံးမဲ့နေရာရောက်ပြီဆိုရင်ဒီကိုရှင်ရှင်စိဆောက်စိကော်နာဆိုတာရှိရပါတော့အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်ဒီခဏတန်းစီရပါမယ်အဲ့တော့တန်းစီပြီးပြီဆိုရင်ကျွန်တော်ဒီကိုရှင်လို့ခေါ်တဲ့ဒီအပြောင်ရောင်ဆက်လေးရှိရပါတော့အဲ့တော့အဲ့ဒီအပြောင်ရောင်ဆက်လေးတွေမှာကျွန်တော်တို့ဒီ license ကတ်ထည့်ရပါတော့ကိုယ့်ရဲ့ license ကတ်ထည့်လိုက်လေဆိုရင်အဲ့လိုထည့်တဲ့အချိန်မှာလည်းကျွန်တော်ဒီဟိုဟာ ဒီဟိုထည့်ရပါတော့ကျွန်တော် Anshaw Bangkok လို့ခေါ်တဲ့ဟိုဒီလျှို့ရဲ့နံပါတ်ကျွန်တော်၄လုံးထည့်ရပါတယ်အဲ့ဒီလျှို့ရဲ့နံပါတ်၄လုံးကတော့ကိုကြိုက်တဲ့ကိုစင်ပြီးတဲ့နံပါတ်ထည့်လို့ရပါတော့ကိစ္စမရှိပါဘူးအဲ့လိုထည့်လိုက်ပြီးဆိုရင်ကျွန်တော်တို့လျှို့ရဲ့နံပါတ်၄လုံးထည့်လိုက်ပြီးဆိုရင်အဲဒါကျွန်တော်တို့ဒီစာရွက်နှစ်ရွက်ထွက်လာလိမ့်မယ်ပေါ့နော်ဆိုတော့အိတ်ဆန်နှစ်ရွက်ကိုယူအိတ်ဆန်နှစ်ရွက်ကိုယူပြီးရင်ကျွန်တော်တို့နောက်တစ်ခုဒီ key sign corner ဆိုရှိရပေါ့နော်အဲ့မှာကျွန်တော်တို့တွားရေးရပါမယ်အဲ့လိုထည့်ပြီးသားပြီးဆိုရင်နောက်တစ်ခုကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီ shoshi handbag corner ဆိုတာရှိရပေါ့နော်အဲ့တော့ shoshi handbag corner ဆိုတဲ့နေရာမှာကျွန်တော်တို့ပိုက်ဆံအတွင်းရပါမယ်အဲ့တော့ပိုက်ဆံက ဟိုအများသွားပြင်4000နဲ့5000ကြာပေါ့နော်အဲ့လောက်ဝင်ကြတော့တွေ့ရပါတယ်။ရှောရှိဟမ်းဘိုင်းကော်နာနေဒီအဲ့လိုမျိုးပိုက်ဆံသွင်းပြီးတော့စာရွက်ရပေါ့နော်ဆိုတော့အဲ့စာရွက်ရဲ့ license ကတ်ရယူပြီးတော့နောက်တစ်ခုကျွန်တော်ဘယ်သွားရလဲဆိုတော့ဒီ taxi safe ကင်းစလောက်ရပါတယ်။အဲ့တော့ taxi safe ကင်းစဆိုတော့ကျွန်တော်ဒီမျက်စိစရတယ်ပေါ့နော်။အဲ့တော့မျက်စိပြန်စရတယ်။မျက်စိစပြီးသွားပြီးဆိုတော့ကျွန်တော်ဒီတပ်ပုံရရပါတယ်။အဲ့ဒီတပ်ပုံကဘာအတွက်လဲဆိုတော့ကျွန်တော် license ကတ်အစ်စ်မှာ ါမဲ့ဓာတ်ပုံဖြစ်ပါတယ်ဆိုတော့အဲ့ဒီတွေ့ဓာတ်ပုံရရပါတယ်အဲ့ဒီဓာတ်ပုံရက်ပြီးသွားပြီဆိုရင်သူတို့ဘာပြောလဲဆိုတော့ဟိုဘယ်အခန်းနံပါတ်ကိုသွားပါဆိုပြီးတော့သူတို့လမ်းညွှန်လိုက်မြေပေါ်တော့သူတို့ပြောတဲ့အခန်းကိုတွားပါအဲဒါမှမဟုတ်သူတို့ပြောတဲ့ဒီအစာအုပ်ကိုတွားရမှာပေါ့နော်โอเคအဲ့လိုတွားပြီဆိုရင်အဲ့အစာအုပ်မှာကျွန်တော်ဘာလုပ်ရလဲဆိုတော့ခိုးရှူလုပ်ရပါတယ်အဲ့တော့ခိုးရှူကဘယ်လောက်ကြာလဲဆိုတော့ကျွန်တော်ပထမဆုံးကိုက license စပြီးတော့တန်းတန်းသုံးမဲ့လူဒါမှမဟုတ် e-hand လောက်ထားတဲ့လူကြီးကိုဖြစ်ထားတဲ့လူတွေဆိုရင်တော့ကျွန်တော်နှစ်နာရီဝန်းကျင်လောက် ကြပါတယ်အာဆိုတော့နှစ်နိုင်ဝန်းကျင်လောက်တာသူတို့ပြောတာနားထောင်ရုံပဲပေါ့နော်ခိုးရှုဆိုတာကျွန်တော်ဒီဟိုရေးပြီးတော့လက်တွေ့မောင်းလို့ပြန်လောက်ရတာမဟုတ်ဘူးပေါ့နော်သူတို့ပြောတာနားထောင်ရုံပြင်သူတို့နည်းနည်းပပဖြေခိုင်းတာလည်းရှိရပေါ့နော်ဆိုတော့အဲ့လေဖြေပေးရုံပါပဲပြီးအဲ့လိုဖြေပြီးသွားပြီးနှစ်နိုင်ပြည့်ပြီးသွားပြီးဆိုရင်ကျွန်တော်တို့ဒီသူတို့ license ကထုတ်လို့ရတဲ့နေရာကိုပြောပြလိုက်ပေါ့နော်ဆိုတော့အဲ့နေရာကိုတွားအဲ့နေရာသွားပြီးတော့ဒါကိုယ့်ရဲ့ license ကကိုထုတ်ရုံပါပဲပေါ့နော်ဆိုတော့ဒါပါပဲဟောဘာမှခဲခဲခဲကြီးမဟုတ်ဘူးပေါ့နော် ဆိုတော့အားလုံးလည်းအဆင်ပြေကြမယ်လို့ထင်ပါတယ်။အကယ်၍များပေါ့နော်အကယ်၍များကိုကဒီ license Okay နောက်တစ်ခုကပေါ့နော်ကျွန်တော်ဒီအကယ်၍များကိုကဒီ license တက်တန်းသူရမယ်ကာလအတွင်းမတိုးမိဘူးဆိုရင်ဘာဖြစ်မလဲပေါ့နော်အဲ့တော့ဘာဖြစ်မလဲဆိုလို့ရှိရင်အာကျွန်တော်တို့ဒီ6လအတွင်းပေါ့နော်6လအတွင်းကိုကျွန်တော်တို့ကမတွန်းမိဘူးဆိုရင်တော့ ဒီကွာခိုင်လုံးနဲ့ကြောင်းပြချက်ပြနိုင်တယ်ဆိုရင်ဘာလို့ဥမာကိုကနေမကောင်းလို့ပဲဖြစ်ဖြစ်ဟိုနိုင်ငံခြားသွားနေလို့ပဲဖြစ်ဖြစ်မြန်မာနိုင်ငံပြန်နေရလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးခိုင်လုံးနဲ့ကြောင်းပြချက်ကိုပြနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီရေးပြေတို့လက်တွေ့အမောင်းတို့ပြန်လုပ်เสียရမလို့တော့ကွာเนาะကျွန်တော်ဘာညာတရကရေးပြီးတော့ဟိုအဲကျွန်တော်ခိုးရှင်းလုပ်လို့ရတယ်ဗောနော်လမ်းစဉ်တန်းတန်းတို့လို့ရပါတယ်အကယ်၍ကိုကဟို6လအထက်ကြောသွားပြီး ြင်6လအတွင်းလည်းပဲကျွန်တော်တို့ဒီတေချာတဲ့ကြောင်းပြချက်မပြနိုင်ဘူးဆိုရင်ကျွန်တော်တို့အစနေပြန်လောပါတယ်အစနေပြန်လောရဲဆိုတော့ကျွန်တော်တို့ရေးဖြည့်ပြန်ပြရတယ်ပြီးရင်လက်တွေ့အမောင်းပြန်လောရဲပေါ့နော်အဲ့လိုမျိုးလောရပါတယ်အဲ့ပြောချင်တာကတော့ဟို license တက်တန်းမကုန်ခင်ပေါ့နော်သူတက်မှတ်ထားတဲ့ကာလအတွင်းမဖြစ်မနေကျွန်တော်တို့ဒီ license ဒီတက်တန်းတိုးပြောင်းတိုးကြပါအဲ့လိုမလုံးမိဘူးဆိုရင်တော့ကျွန်တော်ပြောလိုမျိုးရေးဖြည့်နဲ့လက်တွေ့မောင်းပြန်လောရပါလိမ့်မယ်ပေါ့နော် Okay အာဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးရတော့ဒါပါပဲအဲ့တော့အားလုံးလည်းအဆင်ပြေကြမယ်လို့ထင်ပါတယ်ဆိုတော့ 알론 투자했단 말이야. 이죠?